ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်းနေ့ကထဲရေးအချောက်ကြောင်းလေးကိုကျွန်တော်တင်ပြပြီးပြီနော်ထဲရေးအချောက်ဒီလေတိုင်းမှာလိုအပ်ပါတယ်တရားဒီနဲ့တရားဒီမှာထဲရေးအချောက်ခံပေးပါနော်မင်းနေ့ကတော့ကျွန်တော်တို့မိုးရဒီမှာထဲရေးအချောက်မရလိုက်ဒီမိုးကမိုးဥကြမိုးကတောက်လျှောက်ဆက်သွားတယ်အဲ့တော့ကျွန်တော်တို့စကားတွေရိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ထဲရေးအချောက်ခံပေးရမယ်နော်အဲ့ဒါလေအဓိကအချက်အဲ့တော့ဒီနေ့ကျွန်တော်အရေးကြီးတဲ့အချက်တွေဖတ်ပြီးတော့ပြောရဖို့အတွက်အရေးကြီးတဲ့အချက်တွေဖတ်ပြီးပြင်ပြပေးပြီ အေးတာကြီးတာကြီးအဲ့လေကဒင်းကိုလုံးအောင်မြောက်ဟုတ်ပြီကဒင်းနဲ့ပြက်ကုန်မယ်ကြောကြောကြောအေးချအေးအဲ့လိုကဒင်းမပြက်စေနဲ့အဲ့တော့ဒီမှာတာအဲတာကိုကျွန်တော်မှာထွန်တန်မောင်းတင်ပေးညာအဲဆက်ကတော့မောင်းတက်တယ်နော်ခုနကဗန်နီကကျွန်တော်တို့ထေရေးမှာထေရေးကြတော့နားမလဲတော့အဲ့ဒါကိုပြောပြနေတာအဲ့တော့ စပါးရဖို့အတွက်အဓိကချက်တည်းကအများကြီးပဲအဲ့တော့ဒါထေရီအချောက်မင်းကကျွန်တော်တင်ပြပေးတဲ့ထေရီအချောက်ကြောင့်ဒီနေ့တင်ပြပေးမှာကစပါးမှဲ့တဲ့အချိန်ဒီမိုးလွတ်တဲ့အချိန်နဲ့တိုင်းတက်ဖို့လိုတယ်အဲ့တော့နှွေစပါးပြီးမိုးစပါးမိုးစပါးပြီးနှွေစပါးသမားတွေကနော်တာကြီးစပါးမှဲ့တာမစောဖို့လိုတယ်နော်စပါးတွေကမှဲ့လို့စောလို့နောက်မိုးကကောင်းနေပြန်ရင်နော်ကျွန်တော်တို့စပါးတွေရေးရတာတင်းရတာလဲတာတွေက ျွန်တော်တို့တဘာမထွက်ဖို့အတွက်အဓိကအချက်ဖြစ်သွားတယ်။အဲ့တော့နေတဘာမိုးတဘာသမားတွေဒီနော်ကိုယ့်ရဲ့ဇဘာရဲ့အတက်ဒီတိုင်းပါမစောပါနဲ့မလောပါနဲ့ကျွန်တော်မနှစ်ကကျွန်တော်မနှစ်ကဒုတိယအသီးကိုမိုးတမိုးထဲမှာနှစ်သီးဆိုင်တာဒုတိယအသီးကို၈လပိုင်း15ရက်နေမှာကျွန်တော်ပတ်တာအဲ့ဒါကျွန်တော်ရက်တရာသဘာကို၈လပိုင်း15ရက်ဒီမှာပတ်ထားတော့ကျွန်တော်တို့ရေမသွင်းရအောင် เนาะနောက်ရေမသွင်းရဘူးဒီနောက်မိုးနဲ့တင်ပြန်ပြီးရတယ်အဲ့တော့7လပိုင်းလာဇန်9လပိုင်းเนาะလာဇန်နဲ့မှာပက်တင်တဲ့သဘာပက်မယ်7လပိုင်းနဲ့မှာပက်တင်တဲ့သဘာပက်မယ်အဲအခုတော့ကျွန်တော်တို့သဘာမရတဲ့အကြောင်းရင်းတွေကခေရေး6တွေလုတ်တယ်6 6ခင်းတွေလုတ်တယ်6ခင်းတွေလုတ်ပြီးတော့အဲတန်ငယ်သဘာတွေကြည့်ချထားလိုက်တယ်အချိန်တန်ကြတော့မိုးထဲမှာမှဲ့တယ်သဘာမရတဲ့အကြောင်းရင်းเนาะ မိုးနဲ့လေနဲ့တွေ့တဲ့ခါကြတော့လေเนาะကျွန်တော်တို့မိုးသားနာတဲ့ခါကြတော့လေယောဂါပူကြတယ်အဲ့တော့စဘာရဖို့တကမိမိရဲ့စဘာအသက်ကိုတိုင်းပါမလောပါနဲ့เนาะပဲမဆိုင်လို့ရှိရင်မလောပါနဲ့ပဲဆိုင်တဲ့လူတွေလည်းအချိန်တိုင်းတက်ဖို့လိုတယ်အဲ့တော့ပဲမဆိုင်တဲ့လူတွေကမလောပါနဲ့เนาะတကယ်တော့ခုနှစ်လပိုင်းခုနှစ်လပိုင်း15ရက်နေ့လောက်မှာ เนาะ9လပိုင်း15ရက်နေ့လောက်မှာပတ်မယ်ဆိုရင်ကျွန်တော်တို့ရက်တရားစဘာက7လပိုင်း15ရက်နေ့ဆို1လ9လပိုင်း15ရက်နေ့ဆို2လ10လပိုင်း15ရက်နေ့ဆိုရင်3လအဲ့တော့ရက်တရားစဘာတွေဒီ9လပိုင်း15ရက်နေ့လောက်မှာပဲစပတ်တယ်အရာဆိုရင်ကျွန်တော်တို့ရေတတိမိုးတတိသမားတွေဟာမိုးလို့လေလို့ကိုလွတ်လွတ်လပ်လပ်သဘာရေးလို့ရတယ်။အဲအရာဒီအဓိကအချက်လဲမှာပါနေလို့ ဒါကိုကျွန်တော်ထပ်ပြီးတင်ပြပေးတာပါအဲ့တော့ထေရေးအချောက်ဒီအရေးကြီးတယ်ထေရေးအချောက်ဒီနံပါတ်1အရေးကြီးဆုံးအချက်ပဲထေရေးအချောက်မရဘူးเนาะမနေ့ကထေရေးအချောက်မရတဲ့လူတွေအများကြီးပဲအချိန်နဲ့ညတော့စပားလေးဒီเนาะစပားလေးဒီယောဂါတွေဝင်သွားတယ်ထေရေးအချောက်ရပြီဆိုစပားဒီယောဂါဝင်ခြင်းကတက်တာတယ်အဲဒါလည်းကျွန်တော်တောက်လျှောက်ပြောပြတယ်အဲ့တော့ထေရေးအချောက်ဒီအရေးကြီးဆုံးအချက်ပဲထေရေးအချောက်ဒါမရခဲ့ဘူးဆိုရင် ဟိုဘက်မှာစော့စော့နောက်ကြနောက်ကြစဘာပက်လို့စောသည်ဖြစ်သည်နောက်ကြသည်ဖြစ်သည်နော်မိုးထဲမှာရေးရသည်ဖြစ်သည်မိုးထဲမှာမရေးရသည်ဖြစ်သည်ဟိုဘက်မှာစဘာအတက်သည်အာသွားတယ်ထိအချောက်ရရင်စဘာအတက်သည်တိတိသားသားစဘာပေါက်လာတာနဲ့မဲတက်လာတာနော်ပြာတက်လာတာစဘာအဲ့တော့ထေးအချောက်ဒီအရေးကြီးတယ်ထေးအချောက်ကိုမလွတ်ပါသေးနဲ့ထေးအချောက်ရထားပြီဆိုရင်ဟိုဘက်မှာကိုယ့်ရဲ့စဘာအသက်ကိုတိုင်းမယ် မိုးလို့လေလို့ကြမှာကျွန်တော်တို့9လပိုင်း15ရက်နေ့လောက်မှာရစ်တရားစဘာတွေကိုစပြီးတော့အဲအစီချမယ်ကျဲမယ်စိုက်မယ်เนาะအဲ့ကြမှာလုတ်တဲ့အဲ့တော့ကျွန်တော်တို့ကအခုဒါထယ်လန်ပြီးပြီဆိုရင်เนาะကျွန်တော်ဒါဒီတိုင်းပစ်ထားတော့မှာဒါထယ်လန်ပြီးပြီဆိုရင်ပစ်ထားမှာเนาะထယ်ကဲ6သွားပြီးဟိုဘက်ကမိုးရွာရွာရေကြီးကြီးပစ်ထားတော့မှာ9လပိုင်း15ရက်နေ့ကြမှာကျွန်တော်ဒီထဲကိုကျွန်တော်ခုနကစိုက်ဖို့တွေအစီချဖို့တွေကိုကျွန်တော်လုပ်မှာ အဲအခုကျွန်တော်လုံးမှာကနောက်တစ်ချက်ထပ်လုပ်လို့ရမှာတစ်ချက်ကတော့ကိုထုံတဲ့နဲ့ကိုဖြစ်တဲ့အတွက်ဒုတိယတစ်ကြိမ်ဒီတိုင်းပဲထပ်ပြီးတော့ထဲလှန်ရင်လှန်ဦးမှာเนาะအချိန်ရရင်ကျွန်တော်နောက်တစ်ကြိမ်ထပ်ပြီးထဲပြီးဒီလိုပဲထဲဦးအပေါ်အောက်လှန်ဦးမှာအပေါ်အောက်လှန်လိုက်တာနဲ့စဘာကိုခြေတောင်းပေးတယ်လို့လှန်ရင်းကဒီထဲကဲကိုထပ်လှန်မှာအာအဓိကလုံနေတာကအဲ့ဒီအချက်ပဲအပေါ်ရမျက်နှာပြင်ကိုမြေကြီးကို ပြောင်းမြန်လှန်ပေးလိုက်မှောက်ပေးလိုက်လှန်ပြီးလိုက်လှုပ်ချင်းနဲ့ကျွန်တော်တို့ကနေပြပေးနေတာအဲ့မှာထဲခဲဒီအဲ့မှာရှိနေတဲ့ဓာတ်တွေနော်ရှိနေတဲ့ကိုယ်ဒီပက်ထားတဲ့ဓာတ်တွေဖြန်တာလေဓာတ်တွေအဲ့ဒီမှာအဆိုတန်းနဲ့ဖြစ်နေတဲ့ငှူရောဂါတွေဒီမှာကြည့်လိုက်ကျွန်တော်မှာတန်ကြီးတွေနော်အဲ့မှာအဆိုတန်းနဲ့ဖြစ်နေတဲ့အဲ့လိုတန်ကြီးကွက်တွေယောဂါတွေကအဲ့လိုနေအောင်ကြီးနဲ့တွေ့မှအဲ့ယောဂါတွေအကုန်လုံးပျောက်သွားမှစဘာအလုံးလုံးတဲ့အချိန်မှာနော်ယောဂလက္ခဏာတွေမပြဘဲနဲ့စိန်လန်နေပါ ဲ့တော့ဒါလေးကိုတင်ပြရင်းနဲ့နော်အချိန်ကိုလည်းတိုင်းတက်ဖို့လိုပါတယ်နော်သဘာမိမိပက်မဲ့သဘာတွေဒီရက်တရသဘာဒီခုနလပိုင်း15ရက်နေ့လောက်မှပတ်တည်နေနော်အဲ့ဒါဒီမပူပါနဲ့နောက်ရည်လည်းတွင်းတရမလိုဘူးနော်တကယ်လို့ဖြစ်နိုင်ရင်ရှစ်လပိုင်း10ရက်နေ့လောက်မှပဲ့အောင်ရသေးတယ်ရက်တရသဘာတွေကအဲ့တော့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ